တနင်္ဂနွေသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်။တနင်္ဂနွေသားသမီးတွေဒီချိန်ဒီကာလမှာတော့ဖြည့်ရှင်းစရာကိစ္စတွေပေါ်လာတတ်တယ်။သွားတိလာတိစားတိနဲ့နေရမယ့်အချိန်ဖြစ်ပါတယ်။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စမှာတော့ရွှေဝင်လာဖို့ရှိပါတ ကောင်းသောဝင်ခြင်းဖြစ်ပါတယ်။မိတ်ဆွေပေါင်းတဲ့ကပါဖပပမနာမည်ပါတဲ့သူတွေကိုယ့်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူးတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေမယ်အောင်မြင်မယ်။တတိထားမဲ့နေ့နဲ့နေ့ကတာထတဒနနာမည်ပါတဲ့သူတွေတတိထားရှောင်ကြရမယ်။၎င်းနေ့နဲ့နေ့ကမိမိပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစီခြင်းတွေပြုလို့ဆောင်ရွက်ပါလိမ့်မယ်။သားသမီးနဲ့ပတ်သက်တဲ့ကိစ္စအရွယ်ရောက်ပြီးသားကလေးဆိုရင်တော့အရင်ကနေထွက်သွားတာမျိုးကြုံရတတ်တယ် အောက်လက်ငယ်သားကတော့အဟောင်းထွက်ပြီးအသေးရောက်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေခုနှစ်ရက်ကျော်မှဝယ်ပါဗျရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ကိုကတော့ရန်လို့မျိုးသမီးတဦးကနေကိုကိုရန်လို့လာတော့တိုက်ခိုက်တာလို့စောင်းမြောင်းတာမျိုးတွေရှိပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့ကွဲတာကွာတာပြက်တာဆဲတာတွေဖြစ်ဖို့ရှိတယ်ကြားလူနောက်ဆက်တွေပေါ်တတ်တယ် ုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပတိတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့နုတ္တရောပုရိဒဓမ္မတာတ္ထိအောင်မီဆိုပြီးတနေ့ဥပတိ6ဘက်စိတ်ကမှာပဲဖြစ်ပါတယ်။ကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ90ရာခိုင်နှုန်းရှိပါတယ်။လဲလာဘာနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့100လို့1000လို့1000လို့3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 000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အနီရောင်ရဲရဲပါတဲ့ဝတ်စားတွေဝတ်ဆင်ခြင်းအပြင်ကိုဘက်ကနေကန်တာစီးရမယ်ကန်ခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တဖက်လူကိုဘက်ပါလာမယ်တဲတော့ရဲတဲ့တကူကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့လက်ဖေး၄ကွက်မှုတိုင်း၄တိုင်းဖျောင်းတိုင်း၄တိုင်းမြတ်စွာဘုရားကိုကတ်လူပူဇော်လူတန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ခြင်းနဲ့အသေးစိတ်အတန်ထွက်ပြီးတဝါကြီးဆုတောင်းပါ ါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញံခိုက်ပြီးပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျမိတ်ဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နေရနေပြီးတော့ကြည့်ရှုအားပေးနေတယ်ဆိုတာလေးလည်း comment box မှာမှတ်ချက်ရေးပေးခဲ့ပါဦးဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ရဲ့ဤချေအားနေစပြီးတော့လူချင်းမင်းတို့ရဲ့လုပ်ငန်းဆောင်တာများသည်လေ။အောင်မြင်သည်တဲ့အောင်မြင်ခြင်းတိုးတက်သည်တဲ့တိုးတက်ခြင်းသည် ုတ်ချမတွေဖြစ်ပါစေတည်းတွာလန်းတလူလာလန်းဖြောင်းပါစေတည်းဘေးဘရဝီးကွာပါစေတည်းမိုးစံပပမလန်းဖြာနိုင်ပါစေတည်းဝဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေတည်းជីវတိုးတဲ့အောင်မြင်ချမ်းသာပါစေတည်းជីវွားတုံးစာတိုးပါစေတည်းအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေတည်းဟုကျွန်ုပ်ထပ်အောင်လင်းကား လူချင်းမင်းတို့မိသားစုဟာဒီညကနေဆူတောင်းမြစ်တာများလိုက်လိုက်လေလေပိုတာလိုက်ရကြောင်းပါဗျာတလင်းလာသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးมาဖြစ်ပါတလင်းလာသားသမီးတွေယခုချိန်ယခုကာလမှာလို့ကိုလုံးမဲ့လူကြီးရထားတဲ့လူတွေရဲတင်းတင်းလို့ပါအင်တိုင်းအတိုင်းလို့ပါလောကကိုကြွကြော်ပြီးလို့ န်စတာကိုတဖန်ပြန်ပြီးတော့မျက်နှာသာပေးတဲ့အချိန်ကိုရောက်လို့နေပါလေဗျာ။ဩဇာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာဆုံးရှုံးသွားတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါလေဗျာ။မဲဆွေပေါင်းတဲ့တဲ့ကကခကကငနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်။၎င်းတို့နဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်။တတိထားမဲ့နေ့နဲ့နေရတော့စဆစဇညနာမည်ပါတဲ့သူတွေတတိထားရှောင်ကြဉ်ရမှာဖြစ်ပါလေ။ သာသမီနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လေးတွေလက်ထောက်လေးထိခိုက်တယ်အရတက်တယ်အောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စတွေ့ထွက်တန်ရုံလေးတွေဖြစ်တတ်တယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေ73ရက်ကျော်မှဝယ်ပါဗျရန်တယ်နောက်ရက်နဲ့ပတ်သက်ပြီးတော့ရန်ရှိလာလို့မင်းရှိတယ်ကို့ရန်တွေဝိုင်းနေတဲ့ကာလတစ်ခုဖြစ်ပါတယ်အခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့မိမိတို့နှစ်ဦးနှစ်ယောက်မှာ မိဒီပြဿနာမှမရှိတော့လည်းပဲဂျားလူတော်ဦးရဲ့ဝင်ရောက်နှောက်ရခလောက်ဆန်ကျင်အောင်ကိုရီနှောက်အချီမှာအဖူးထစ်တွေဖြစ်တတ်ပါလေဗျ။ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဒူးတို့နားတို့နှာခေါင်းတို့နဲ့ပတ်သက်တဲ့ယောဂါတွေဖြစ်တတ်တယ်။ဒူးနာဒူးကြိုက်တွေဖြစ်တတ်တယ်။နှာပိတ်တာတွေယောဂါတွေဖြစ်တတ်တယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေဒိဋ္ဌံပြီးတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်။ဆိုရင်တော့လောကဝိတုအောင်ပြီဆိုပြီးတနေ့ကိုပတိ၄ဘတ်စိတ်ပြရမှာဖြစ်ပါတယ်။ ိုရကံတရားအကောင်းဘက်ကိုဥတီပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်။လက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့600လို့6000လို့6000လို့6သိန်းလို့360လို့3600လို့3600000လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတယ်။တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အပြာချင်းရောင်ပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအားဖြင့်ကိုယ့်ဘက်ကနေကန်တာစီရမယ်၊ကန်ခွင်လန်းကောင်းရမယ်။ကိုပြောတဲ့စကားလေးအောင်မယ်တဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်။ တဲရောရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်တည်းမှာစမူသာ၃ခုထဲပါအမွှေးတိုင်း၃နိုင်ဆိုင်ဖျောင်းတိုင်း၃နိုင်ဆိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းလိုက်ပါဆိုရင်တော့မိမိတို့မှာကြုံတွေ့ရမယ်ကံစားတာအညံ့ခိုက်တီပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်အောင်ပဲမြို့ပဲတိုင်းပဲရက်ွက်ပဲပြည်နယ်ကနေပြီးတော့ကြည့်ရှုအားပေးနေတယ်ဆိုတာလေးကို comment box မှာရေးပေးခဲ့ပါဦးဗျာ ။ဤနေ့ဤရဲ့ဤချိန်အနေစပြီးတော့လူချင်းမင်းတို့ရဲ့လုပ်ငန်းဆောင်တာများသည်လေ။အောင်မြင်တဲ့အောင်မြင်ခြင်းတိုးတက်တဲ့တိုးတက်ခြင်းသည်မောချမတွေ့ဖြစ်ပါစေတည်း။တော်လန်တာလူလာလန်ဖြောက်ပါစေတည်းဘေးဘရာဝေးกว่าပါစေတည်းမိုးစံပန်းပမာလန်ဖြာနိုင်ပါစေတည်းဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေတည်းជីវွားတိုးတဲ့အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးစားတိုးပါစေတည်း အသက်ရှူတိုင်းငွေဝင်ကျမ်းပါစေတည်းဟုကျွန်ုပ်ထပ်အောင်ရင်းကလူချင်းမင်းတို့မိသားစုအားဒီနေရာကနေစူတော့မြစ်တာများလှိုက်လိုက်လေလေပို့တာလိုက်ရကြောင်းပါဗျာအင်္ဂါသားသမီးတို့တပတ်စာတဲရော့ကညီမကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါ င်္ဂါသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့စာချုပ်စာတဲ့နေ့မှာလက်မှတ်ရေးထိုးစရာကိစ္စတွေပေါ်တတ်တယ်။တေချာဖတ်ရှုပြီးတော့မှထိုးရမယ်။ကောင်းတော်ထိုးခြင်းဖြစ်ပါလေဗျာ။ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့မြေခွက်ဝင်ခြင်း၊ဖုန်းကောင်းဖုန်းသက်ဖုန်းသက် iPhone လိုရမျိုးတွေဝင်ခြင်း၊ပရိဂောကပစ္စည်းအသစ်ဝင်ခြင်းတွေကြုံရတတ်တဲ့ချိန်ဖြစ်ပါမိတ်ဆွေပေါင်းတဲ့ကစဆဆဆညနာမည်ပါတဲ့သူတွေကိုကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူတွဲပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာအမဲ့နေ့နဲ့နေရအာဣဥေဩအောင်တို့အေးတို့ဣတို့ပါတဲ့သူတွေတတိဓာရှောင်ကျင်ရမယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါလေကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေရှေ့ရဲ့ကြော်မှာဝယ်ပါဗျရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးရန်ရှိလာလို့မေးတော့ရှိတယ် ကိုယ့်ရဲ့ရှေ့မှာမြောက်ပင့်ပြောဆိုစားတော့နောက်ွယ်မှာအတင်းတုပ်တဲ့သူတွေကိုတော့လုံးဝလုံးဝရှောင်ကျင်တဲ့နေတနေ့ဖြစ်ပါတယ်။ခြေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တာယာချင်းပျော်ရွှင်ခြင်းကြည်နူးခြင်းဆိုတဲ့အချိန်ကာလကောင်းတွေကိုဖြတ်သန်းရမှာဖြစ်ပါတယ်။ပြားရည်စံခီးလည်းတော့တဲ့တဲ့ချိန်ဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးကတော့အစာရင်ဥလန်းချောင်းနဲ့ပတ်သက်တဲ့ယောဂါလေးတွေဖြစ်တတ်တယ်ခံစားရတတ်ပါတ ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့သတ္တတိဝမနုဿန်နဲ့အောင်ပြီဆိုပြီးတနေ့ကိုပတိခွနပတ်စိတ်ကမှာပဲဖြစ်ပါကံတရားကောင်းဘက်ကိုဥတည်ပြီးပြောင်းလဲနေတာ80ရာခိုင်နှုန်းရှိပါတယ်လဲလာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့300လို့300လို့300လို့330လို့330လို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါ တပတ်စာလက်ကြီးကလာကိုညွန်ကြပြဆွေရမယ်ဆိုရင်တော့အဖြူရောင်တို့အဝါရောင်တို့အသားရောင်တို့စင်စွေရောင်တို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွင်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါတယ်တော့ရတရားတစ်ခုညွန်ကြပြဆွေရမယ်ဆိုရင်တော့ကိုအိနီနာပတ်ဝန်းကျင်မှာရှိတဲ့ကလေးသူငယ်တွေကိုအာလူကျော်တုပ်လေးတွေကျွေးမွေးလှူဒန်းခြင်းအပြင်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញန့်ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေ ရောက်ရှိစီမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထိုက်အောင်လင်းမှာဗျလူကြီးမျိုးအနေနဲ့ဤဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံနေပြီးတော့ဒီဗီဒီယိုဖိုင်ကိုကြည့်ရှုအပ်ပေးနေတယ်ဆိုတော့လဲ comment box မှာရှင်းပြခဲ့ပါအောင်ဗျဤရေရဲ့ဤချာနေစပြီးတော့လူကြီးမျိုးအားလုံးကြွေးကြိတ်တိုက်ဆောက်ဝါဝါစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေဗျာ ជីវ াদু တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေအသက်ရှူတိုင်းငွေဝင်ကျန်းပါစေလို့ကျွန်တော်ထပ်အောင်လည်းဆုတောင်းမြတ်တာများလှိုက်လိုက်လေလေပူတာလာရကြောင်းပါဗျာဘုရဘူသားသမီးတွေအတွက်တပတ်စာတဲတော့ကကြပါဦးဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ဘုရဘူသားသမီးရဲ့ယခုချိန်ယခုကာလမှာတော့ သွားတိစားတိလာတိနဲ့နေတဲ့အချိန်ဖြစ်ပါတယ်။အရေးကြီးတဲ့ငွေကြေးမြုပ်နယ်မှုကိစ္စတွေတော့လကောင်းစာချုပ်စာထဲမှာလက်မှတ်ရေးထိုးမှုကိစ္စတွေတော့လကောင်းနောက်ကိုအချိန်ကာလ16ရက်နောက်ဆုတ်ထားမှာဖြစ်ပါဒီကာလမှာလုပ်မယ်ဆိုရင်တော့အမှားတွေ့တဲ့ကာလဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တည်တည်ဖို့ဖို့တဲ့ဆိုထီးတို့ဖနက်တို့နာယူတို့အထယ်လေးတို့ဝင်ပါလိမ့်မယ်ကြီးကြီးမားမားတဲ့ဆိုဒေါ်လာတို့တိုက်ခန်းတို့တယ်လီဖုန်းတို့ဝင်ပါလိမ့်မယ်ကောင်းသောဝင်ခြင်းဖြစ်ပါ မိတ်ဆွေပေါင်းတဲ့တဟနာမည်ပါတဲ့သူတွေကိုယ်ကိုကောင်းကျိုးပေးတယ်၎င်းတို့နဲ့ပူတွေပေါက်ဆက်တဲ့လုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိသာမနေနိုင်တခါလဲမှားလိုက်မယ်ရှာရလာဝပါတဲ့သူတွေတတိသာရှောင်ကျင်ရမယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စ6တော့လေးတွေထိခိုက်တန်ရတတ်တယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စသူထက်တန်ရဖြစ်တာမျိုးတွေကြုံရတတ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၄ရက်၄ဘတ်ကြော်မှဝယ်ပါဗျာ ယံတဲ့နောက်ချက်နဲ့ပတ်သက်ပြီးမိမိရဲ့ယံလို့တော့လေကိုယ်ယံလို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူ၃ယောက်ရှိပါလေဗျအခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာကိုယ့်ရဲ့ချစ်သူကိုယ့်ရဲ့အိမ်တော်ဘက်တည်းကခီးလို့နေတာလို့ခီးထွက်နေတာလို့ကြုံရတဲ့အချိန်ဖြစ်ပါကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးပါတော့စီလံကြောင်းနဲ့ပတ်သက်တဲ့ယောဂါကြောက်ကနဲ့ပတ်သက်ဆက်နေတဲ့ယောဂါလေးဖြစ်တတ်ပါလေခံစားရတတ်ပါလေဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ဘုံတော်အောင်ပြီဆိုဒီနေ့ဥပဒေ၈ပတ်ဆက်ရမှာပဲဖြစ်ပါတန်တရားအကောင်းဘက်ကိုဥတီရွေ့လျားနေတာ60ရာခိုင်နှုန်းရှိပါလက်လက်ပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့80တို့900လို့900တောင်းလို့900တောင်းလို့900သိန်းလို့သိန်း80တို့သိန်း900တို့ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကာလကိုညွှန်ကြားပြဆိုရမယ်ဆိုရင်အဖြူရောင်လို့အပြာရောင်လို့တွဲဆက်ထားတဲ့ကာလတွေဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ိုပြောတဲ့စကားတွေအောင်ပဲတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တဲတော့ရတဲ့တခုကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ကောင်းချင်းပေါင်းတပက်ကံအုံဒီမော့မော့လေးဖြူအမွှေးလန်တတိုင်းဖြောင်းလန်တတိုင်းဆက်ပြီးတော့မျက်စွာဖျားကိုကတ်လူပူစောလူတန်းချင်းအဖြစ်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကန်စားတာညံ့ခိုက်ပြီးပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ မဲဆွေတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံအနေကြီးရှုအားပေးနေတယ်ဆိုတော့ comment box မှာရှင်းပြခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါမိတ်ဆွေတို့အားလုံးဤနေ့ဤရက်ဤချိန်အနေစပြီးတော့ကြွေးကြိတ်တိုက်ဆောက်ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေជីវတ်တို့တဲ့အောင်မြင်ချမ်းသာပါစေစီးပွားသုံးစားတိုးပါစေ အသက်ရှူတိုင်းငွေဝင်ကျမ်းပါစေလို့ကျွန်တော်ထိုက်အောင်လည်းဆုတောင်းမြတ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာယာဟုသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတယ်ယာဟုသားသမီးရယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းခြင်းအိမ်ပြောင်းခြင်းနေရာပြောင်းခြင်းတိုက်ခန်းပြောင်းခြင်း ရှားဒုထာနာတွေပြောင်းခြင်းတွေကြုံရတဲ့အချိန်ဖြစ်ပါဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့ထွက်နေဆုံးရှုံးနေတဲ့ငွေတွေပစ္စည်းတွေရွှေတွေပြန်ဝင်လာတတ်တဲ့အချိန်ဖြစ်ပါမိတ်ဆွေပေါင်းနေတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုယ်ကောင်းချိုးပေးတယ်၎င်းတို့နဲ့ဘူးတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေဆင်ပြေမယ်အောင်မြင်မယ်တတိထားမယ်နေ့နဲ့နေရအာဤဥအေဩအောင်တို့အေးတို့ဤတို့ပါတဲ့သူတွေတတိထားရှောင်ကြဉ်မှာဖြစ်ပါ တာသမီနဲ့ပတ်သက်တဲ့ကိစ္စ6လောက်လက်ထောက်လေးအဓိကတန်ရတတ်တယ်အောက်လက်ငတားနဲ့ပတ်သက်တဲ့ကိစ္စလီကားကနေချီကျော်ကြတာတွေဖြစ်တယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ16ရက်နောက်ပိုင်းမှဝယ်ပါဗျကျန်တယ်နောက်ချက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာကိုကတော့ရှံလို့ကို့ရှံလို့တဲ့သူတိုက်ခတ်တဲ့သူစောင်းမြောင်းတဲ့သူနှစ်ယောက်ရှိပါခြေရင်းနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ရင်းနဲ့ပတ်သက်တဲ့ကိစ္စဒီဒီမှာလေလွန်စွာစမ်းပွင့်နေတဲ့အချိန်ဖြစ်ပါတယ်နှစ်ယောက်ဖြစ်တတ်ပါ ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စလေးတွေကတော့ဘိုက်မကြခဏအောင့်တက်တဲ့အချိန်လေးဖြစ်ပါလီထူးမယ်လီရောက်မယ်ဝင်းလျှော့မယ်ဝင်းချုပ်မယ်ဝင်းပြက်မယ်ဗုဒ္ဓဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပီတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အရဟံဒိဋ္ဌိအောင်ပြီဆိုပြီးတနည်းဥပဒိစေဘက်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80နဲ့မှ900ခန့်ရှိပါ လက်လက်ဖားနဲ့ပတ်သက်တဲ့ကိစ္စတွေကကိုးကနန်းကိုအကြောင်းပြုပြီးတော့ဝင်လိမ့်မယ်900 900 900တောင်900သိန်း390သိန်း900 390တောင်သိန်း900တောင်ဝင်လာတဲ့တဲ့ချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ black and white အဖြူတွေနဲ့တွေတွဲဆက်ထားတာများများပါသောဝတ်စားတွေကိုဝတ်ဆင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်းလန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောင်မယ်တစ်ဖက်လူကိုယ့်ဘက်ပါလာမှာပဲဖြစ်ပါ တဲရရတာတခုကိုညွှန်ကြားပြဆွေးရမယ်ဆိုရင်တော့ကျွေးပကံများတစ်ချက်တည်းကိုထညာခဲခွနဲ့ခဲတဲ့အမွေးတိုင်းခွနဲ့တိုင်းဖျားနိုင်ခွနဲ့တိုင်းဘေးမှာဆိုက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းခြင်းအဖြစ်လူချင်းမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာညံ့ခိုက်တည်ပြပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါလေဗျာလူချင်းမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ဘယ်နိုင်ငံအနေနဲ့ကြည့်ရှုအားပေးနေတယ်ဆိုတာလေ comment box မှာရေးပေးခဲ့ပါအောင်ဗျာ မိတ်ဆွေတို့အားလုံးဤနေ့ဤရက်ဤချိန်ကနေစပြီးတော့အောင်မြင်တဲ့အောင်မြင်ခြင်းတိုးတက်တည်တဲ့တိုးတက်ခြင်းဒီမုတ်ချမသွေဖြစ်ပါစေတည်းတွာလတ်တာလူလာလန်းဖြောက်ပါစေတည်းဘေးဘေးရာဝေးကွာပါစေတည်းမိုးဆက်ပပမလန်းဖြာနိုင်ပါစေတည်းဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေတည်းကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးစားတိုးပါစေတည်း အသက်ရှူတိုင်းငွေဝင်ကျမ်းပါစေတည်းဟုကျွန်ုပ်ထိုင်အောင်လင်းကလူချင်းမင်းတို့မိသားစုအားဒီနေရာကနေစူတော့မြစ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာသာသာပိသသမီးတွေအတွက်တပတ်စာတဲတော့ကံကြမှာဖတ်ကြားပြဆိုပြီးမှဖြစ်ပါတယ်။သာသာပိသသမီးရခုချိန်ယခုကာလမှာတော့ လုံးနှမျိုးလောက်ခြင်းဝင်ငွေနှမျိုးရခြင်းနဲ့ကြုံရတဲ့တယ်အမတော်များနဲ့ဆောက်ရှောက်နေတာကိုလည်းတွေ့ရပါလေဗျဩစာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးမှာအထူးသဖြင့်ထွက်သွားတဲ့ရွှေတွေပြန်ဝင်လာဖို့ရှိပါတယ်မိတ်ဆွေပေါင်းတဲ့ကကခကကကနာမည်ပါတဲ့သူတွေကိုကိုကောင်းချိုးပေးတယ်၎င်းတို့နဲ့ပူးတွဲပေါင်းဆက်တဲ့လုပ်တွေစင်ပြေမယ်အောင်မြင်မယ် တတိယမင်းနေတဲ့နေရာတဟနာမည်ပါတဲ့သူတွေတတိယရှောင်ကျင်ရသာသမီနဲ့ပတ်သက်တဲ့ကိစ္စအကောင်းကျရှိတယ်အောက်လငယ်သားနဲ့ပတ်သက်တဲ့ကိစ္စနာမည်ကုန်သတင်းရကားဝယ်ဖို့ရည်ရထားတဲ့သူတွေဝမ်းမတ်တလအတွင်းဝယ်ပါဗျဂျန်နယ်နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်ဗျအခြေအနေနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့တူတဲ့တယောက်တည်း only one single သဘောမျိုးလေးတွေဖြစ်နေတတ်ပါတယ်ဗျ ကျမ်းမာရေးနဲ့ပတ်သက်တဲ့ကိစ္စလေးတော့ဒူးနာတတ်တယ်ဒူးကိုက်တတ်တယ်ဗျနားတို့နှာခေါင်းလုံးနဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်တယ်ဘုရားဘာသာကိုကိုရတဲ့သူတွေဒိဋ္ဌံပတိတစ်မျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အနုတ္တရောပုရိသဓမ္မတာတ္တိအောင်ပြီဆိုရင်တနေ့ဥပတိ6ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါ လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စတွေကတိကနန်းကိုကြောင်းပြူရောဝင်လိမ့်မယ်တရာတထောင်တထောင်တသိသိတရာသိန်းတထောင်သိန်းတထောင်ဒါမျိုးတွေဝင်ဖို့ရှိပါတယ်တပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမဆိုရင်အနီရောင်ရဲရဲပါတော်ဝတ်စားလေးဝိစင်ခြင်းအပြင်ကိုယ့်ဘက်ကနေကံတာစီးရမယ်ကံခွန်လန်းကောင်းရမယ်ကိုပြောတဲ့စကားတွေအောက်မှာတစ်ဖက်လူကိုယ့်ဘက်ပါလာတဲတော့ရတဲ့အတခုကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ပေါမုတ်ထောဘက်တော့၅ချက် မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်ခြင်းနဲ့သိစိတ်အတန်ထွက်ပြီးတဝါကြီးဆူတောင်းမှာဗျဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားတာအញ្ញခိုက်ပြီးပြေပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျကျွန်တော်ကတော့ထားအောင်နေမှာဗျဒီဗီဒီယိုဖိုင်လေးကိုလူကြီးမင်းတို့အနေနဲ့ ဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ်ကနေကြည့်ရှုအပြည့်နေတယ်ဆိုတာလေးလည်း comment box မှာရှင်းပြခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါမိတ်ဆွေတို့အားလုံးဤနေ့ဤရက်ဤချင်းကနေစပြီးတော့အောင်မြင်တည်တဲ့အောင်မြင်ခြင်းတိုးတက်တည်တဲ့တိုးတက်ခြင်းသည်မဟုတ်ချမတွေ့ဖြစ်ပါစေတည်းတော်လတလူလာလန်းဖြောက်ပါစေတည်းဘေးဘရာဝီးကွာပါစေတည်းမိုးစံပန်းပမာလန်းဖြာနိုင်ပါစေတည်း ဝါဝစာများများလှူပြီးတော့ပေါ်ပေါ်သုံးနိုင်ပါစေတည်းကြီးပွားတိုးတက်အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးသာတိုးပါစေတည်းအသက်ရှူတိုင်းငွေဝင်ကျန်းပါစေတည်းဟုကျွန်ုပ်ထပ်အောင်ကလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစုတော်မြတ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာ တောက်ကြသားသမီးတွေအတွက်တပတ်စာတဲတော့ကံကြမ္မာကိုဖတ်ကြားပြဆိုပေးမှာဖြစ်ပါတောက်ကြသားသမီးတွေယခုချိန်ယခုကာလမှာတော့အလုပ်ပြောင်းနေရပြောင်းအိမ်ပြောင်းအိမ်ရနေရထိုင်ခင်းပြောင်းနေကြုံရတဲ့အချိန်ဖြစ်ပါတယ်ဥစ္စာပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စလေးတွေမှာတော့ငွေကြေးကြီးကြီးမားမားနှစ်ခါရဖို့ရှိတယ်ဝင်ရိုးဝင်စဉ်ဝင်မျိုးမဟုတ်ဘူးထီပေါင်းတကယ်သူငွေရတကယ်သူဝင်ပါလိမ့်မယ်မိတ်ဆွေပေါင်းတဲ့ကကခကကငါနာမည်ပါတဲ့သူတွေကိုကောင်းကျိုးပေးတယ် ၎င်းတို့နဲ့ပူးတွေပေါင်းဆက်တဲ့အလုပ်တွေဆင်ပြေပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာမနေ့နဲ့နေရစစဆဆညာနဲ့မယ်ပါတဲ့သူတွေတတိဓာရှောင်ကြရမှာ ဖြစ်ပါတယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စကောင်းကျိုးခံစားရမယ်ရွေရဝိသားကလေးဆိုအရင်နေ့ထွက်သွားတာမျိုးတွေကြုံရတတ်တယ်အောက်လငယ်သားအဟောင်းထွက်မယ်အစ်စ်ရောက်မယ်ကားဝယ်ဖို့ရည်ရထားတဲ့သူတွေကိုယ့်ရဲ့အတွင်းဝယ်ပါဗျာ ရန်တယ်နောက်ဆက်နဲ့ပတ်သက်ပြီးကြောဒီချေကြီးကလာမှာရန်ရှင်းရန်လင်းနေတာကိုတွေ့ရပါတယ်အချီးနဲ့ပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့တောင်းနဲ့ကြောက်နားလည်မှုတွေလွတ်တဲ့တယ်မျက်နှာချင်းဆိုင်လာနဲ့ရန်ဖြစ်တဲ့တယ်ပြကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စမှာတော့အစာအိမ်နဲ့ပတ်သက်တဲ့ယောဂါအူတန်းကြောင်းနဲ့ပတ်သက်တဲ့ယောဂါဝင်းပိုက်ပိုင်းနဲ့ပတ်သက်တဲ့ယောဂါတွေခံစားရတတ်ပါတယ်ဘုရားဘာသာကိုးကွယ်တဲ့သူတွေတိတ်တန့်ပြီးတစ်မျိုးကိုညွန်ကြားပြဆိုရမယ်ဆိုရင်တော့ ဘုဒ္ဓအောင်မီဆိုပြီးတနေ့ကိုရှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျာနေတာ90ရာခိုင်နှုန်းရှိပါတယ်လက်လာပါနဲ့ပတ်သက်တဲ့ကိစ္စဒီမှာ6ခန်းနဲ့ပတ်သက်ပြီးတော့ငွေဝင်လိမ့်မယ်600 6000 6000 6သိန်း3600 3600 3600 6000 6, 6, ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွန်ကြားပြဆွေးရမယ်ဆိုရင်တော့အဝါရောင်တို့အပြာရောင်တို့ပါတဲ့ဝတ်စားတွေကိုဝတ်ဆင်ခြင်းအဖြစ်ကိုယ့်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မဲ့တစ်ဖက်လူကိုပဲပါမယ်တဲတော့ရတဲ့တစ်ခုကိုညွန်ကြပြဆိုရမယ်ဆိုရင်တော့ဝါညွန်ရှစ်ညွန်အမွေးတိုင်ရှစ်တိုင်ဖျောင်းတိုင်ရှစ်တိုင်မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းပြီးတော့ကိုဖြစ်ခြင်းနဲ့ဆန္ဒတွေကိုလေးနဲ့နဲ့ယုံကြည်နဲ့အသေးစိတ်အတန်ထွက်ပြီးတဝါးစုတောင်းပါဗျာဒါဆိုရင်တော့လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစားရာညံ့ခိုက်တွေပြေပြောက်ပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေမှာပဲဖြစ်ပါတယ်ဗျာ လူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်ကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ကွယ်ဘယ်ပြည်နယ်ဘယ်နိုင်ငံနေကြည့်ရှုအားပေးနေတယ်ဆိုတာလေးကိုလည်း comment box မှာရှင်းပြခဲ့ပါအောင်ဗျမေတ္တာပို့ဆုတောင်းပေးခြင်းလို့ပါဤနေ့ရဲ့ဤချိန်အနေစပြီးတော့လူကြီးမင်းတို့ရဲ့လုပ်ငန်းဆောင်တာများသည်လေအောင်မြင်တဲ့အောင်မြင်ခြင်းတိုးတက်တဲ့တိုးတက်ခြင်းဒီမဟုတ်ချမတွေ့ဖြစ်ပါစေတည်းတွာလန်းတာလိုလာလန်းဖြောက်ပါစေတည်းဘေးဘရဝေးကွာပါစေတည်း မိုးဆက်ဘက်ဘက်မှာလမ်းဖြာနိုင်ပါစေတည်းဝါဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေတည်းជីវတို့တဲ့အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးစားတိုးပါစေတည်းအသက်ရှူတိုင်းငွေဝင်ကျန်းပါစေတည်းဟု ကျွန်ုပ်ထပ်အောင်နည်းကလူကြီးမင်းတို့မိသားစုအားဒီနေရာကနေစူတောင်းမြတ်တာများလှိုက်လိုက်လေလေပူတာလိုက်ရเจ้าပါဗျာ စနေသားသမီးတွေတပတ်စာတဲတော့ကညီမကိုဖတ်ကြားပြဆိုပေးมาဖြစ်ပါတယ်စနေသားသမီးကဒီချိန်ဒီကာလမှာတော့တူလိုတလန်တဝက်တပြက်နဲ့ကိုလှုပ်ဖို့ကြံနေတဲ့လုပ်ငန်းတွေရှိနေတတ်တဲ့ချိန်ကာလဖြစ်ပါလေဗျမပြီးမပြတ်သေးတဲ့အလုပ်တွေရှိပါတယ်ဥစားပစ္စည်းနဲ့ပတ်သက်တဲ့ကိစ္စတွေမှာတန်ဖိုးကြီးတဲ့ကြောက်တွေဝင်လာတတ်တဲ့ချိန်ဖြစ်ပါလေမိတ်ဆွေပေါင်းတဲ့ကတာထဒဒနာနာမည်ပါတဲ့သူတွေကိုကိုကောင်းကျိုးပေး ၎င်းတို့ရဲ့ပူတွေပေါင်းဆက်ပြီးလှုပ်တဲ့လှုပ်တွေစင်ပြပါလိမ့်မယ်အောင်မြင်ပါလိမ့်မယ်တတိဓာမနေ့နဲ့နေရရှားရလာဝပါတဲ့သူတွေတတိဓာရှောင်ကျင်ရမယ်၎င်းနေ့နဲ့နေရကိုယ့်ပေါ်မှာမကောင်းပြောဆိုခြင်းမကောင်းကြံစည်ခြင်းတွေပြုလုပ်ဆောင်ရွက်ပါလိမ့်မယ်သာသမီနဲ့ပတ်သက်တဲ့ကိစ္စလွတ်ထားလို့မရဘူးအောက်လက်ငါးသားနဲ့ပတ်သက်တဲ့ကိစ္စတည်တည်ချာချာစောင့်ကြည့်နေဖို့လိုအပ်ပါတယ်ကားဝယ်ဖို့ရည်ရွယ်ထားတဲ့သူတွေ၁၈ရက်ကျော်မှဝယ်ပါဗျာ ရန်နဲ့နောက်ဆက်နဲ့ပတ်သက်ပြီးတော့ဒီချိန်ဒီကာလမှာရန်ရှင်းရန်လင်းနေရအောင်တွေ့ရပါတယ်။အခြေအနေပတ်သက်တဲ့ကိစ္စအိမ်တော်ကြီးနဲ့ပတ်သက်တဲ့ကိစ္စဒီမှာတော့အာမနာတန်ဟောရမယ်ဆိုရင်တော့ပယ်တယောက်ညာတယောက်နှစ်ယောက်ဖြစ်တဲ့ကာလပဲဖြစ်ပါတယ်။ကျမကြီးနဲ့ပတ်သက်တဲ့ကိစ္စတွေကတော့အာယုံကြောအားနဲ့ပဲမျက်စိစမ်းသက်ကာလမျိုးကြီးဂျုံမယ်။ဘုရားဘာသာကိုးကွယ်တဲ့သူတွေအတွက်ဒိဋ္ဌံပြီးတမျိုးကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့ ကတ္တဒီဝမနုဿတ္တအောင်မီဆိုဒီနေ့ကိုပတိခုနှစ်ပတ်စိတ်ကမှာပဲဖြစ်ပါကံတရားအကောင်းဘက်ကိုဥတီရွေလျားနေတာ80ရာခိုင်နှုန်းရှိပါလက်လာပါတဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့နှစ်ကနန်းကိုအကြောင်းပြုဝင်မယ်200 2000 2000 3000 3200 3200 3200ဝင်လာတတ်တဲ့အချိန်ဖြစ်ပါတပတ်စာလက်ကြီးကလာကိုညွှန်ကြားပြဆိုရမယ်ဆိုရင်တော့အဖြူလေးအပြာလေးတွဲဆက်ထားတဲ့ကာလာလေးဝတ်ဆင်ခြင်းအပြင်ကိုယ်ဘက်ကနေကံတာစီရမယ်ကံခွန်လန်းကောင်းရမယ် ကိုပြောတဲ့စကားတွေအောင်မတဖက်လူကိုပဲပါလာမှာပဲဖြစ်ပါတယ်တော့ရတဲ့တခုညွန်ကြပြဆိုရမယ်ဆိုရင်တော့အာလူတော်တပကံအမွှေးတိုင်းတတိုင်းဖျောင်းတဲ့တတိုင်းစိုက်ပြီးတော့မြတ်စွာဘုရားကိုကတ်လူပူဇော်လှူဒန်းခြင်းအဖြစ်လူကြီးမင်းတို့မှာကြုံတွေ့ရမယ်ကံစတာညံ့ခိုက်တွေပြည့်ပြောင်းပြီးကောင်းကျိုးချမ်းသာမင်္ဂလာတွေရောက်ရှိစေပါပဲဖြစ်ပါလေဗျာလူကြီးမင်းတို့အနေနဲ့ဒီဗီဒီယိုဖိုင်လေးကိုဘယ်မျိုးဘယ်တိုင်းဘယ်ရက်ွက်ဘယ်ပြည်နယ် ဘယ်နိုင်ငံကနေပြီးတော့ကြည့်ရှုအားပေးနေတယ်ဆိုတာလေးလေ comment box မှာရှင်းပြခဲ့ပါအောင်ဗျမိတ်ဆွေတို့အားလုံးဤနေ့ဤရက်ဤချိန်ကနေစပြီးတော့အောင်မြင်သည့်တဲ့အောင်မြင်ခြင်းတိုးတက်သည့်တဲ့တိုးတက်ခြင်းသည်မဟုတ်ချမတွေ့ဖြစ်ပါစေတည်းတွာလန်းတာလို့လာလန်းဖြောက်ပါစေတည်းဘေးပရာဝေးကွာပါစေတည်းမိုးစံပပမာလန်းဖြာနိုင်ပါစေတည်းဘဝစာများများလှူပြီးတော့ပေါ်ပေါ်တုံးနိုင်ပါစေတည်း ကြည်ဝတုတဲ့အောင်မြင်ချမ်းသာပါစေတည်းစီးပွားသုံးစတိုးပါစေတည်းအသက်ရှူတိုင်းငွေဝင်ကျမ်းပါစေတည်းဟုကျွန်ုပ်ထပ်အောင်နဲ့ကလူကြီးမင်းတို့မိသားစုဟာဒီနေရာကနေဆူတောင်းမြတ်တာများလှိုက်လိုက်လေလေပူတာလိုက်ရကြောင်းပါဗျာ